မင်္ဂလာပါခစ်တဲ့ຫນွေမီဒီယာမှာသတင်းများကိုတင်ဆက်ပေးနေပါတယ်ကြားဖြူတိုင်းချောင်းအနီး ANS စတက်တို့ကြောင့်တိုက်ပွဲဆက်လက်ပြင်းထန်နေစွာသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျားဖြူမျိုးနဲ့တန်းချောင်းရွာနဲ့ချောင်းဝချင်းရွာချာမှာအာရခတတ်တော်အေးနဲ့စစ်ကောင်စီတပ်တို့နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ဒေသခံစီးရဲသတင်းရင်းမြစ်ကပြောပါတယ် မနေ့ကညနေကနေဒီကနေ့အထိပြနေတော့မယ်ဂျွန်လက်နက်ကြီးလေရင်အကုန်ပါတယ်မြေပြည်ကနေပြစ်ကူပေးတယ်စစ်တပ်ကထိုးစစ်စင်နှလုံးအေးအေးကလည်းခန်းစစ်ကနေပြန်ထိုးစစ်စင်နေဒီအတွက်တိုက်ပွဲကပြင်းထန်နေတယ်လို့ပြောပါတယ်အကြမ်းမဲ့စစ်တပ်စစ်ကြောင်းကကြီးရည်လေးစစ်ကူယူပြီးတိုက်ခိုက်နေပေမဲ့နေကျွန်လာတိစစ်ကြောင်းများကိုအပိုင်ရသည့်နေရာများမှာအေအေကဖြတ်တောင်းတိုက်ခိုက်နေတာကြောင့်နှစ်ဖက်တိုက်ပွဲပြင်းထန်နေခြင်းဖြစ်တယ်လို့ဆိုပါတယ် အေအေနဲ့နှစ်ဖက်တိုက်ပွဲပြင်းထန်နေချိန်မှာအေအေထိန်းချုပ်ထားတဲ့တိုင်းချောင်းကျူရကုံစစ်တပ်ကထိန်းချုပ်လိုက်ပြီးလို့စစ်ကောင်စီလော်ဘီတွေကကြေကျော်နေပြီမယ်လေမြေပြင်အခြေအနေကသူတို့တရင်တင်တယ်လို့မဟုတ်ဘူးစစ်ကြောင်းတို့နေကျွန်လာတဲ့စစ်ကြောင်းတွေအေအေရဲ့တပ်ခွင်ထဲမှာကျသွားတာအများကြီးပါပဲလို့၎င်းကဆက်ပြောပါတယ်လက်ရှိအချိန်ထိတိုင်းချောင်းအနီးဝင်းကျင်းမှာနှစ်ဖက်တိုက်ပွဲဆက်လက်ပြင်းထန်နေပြီးတိုက်ပွဲအခြေအနေနဲ့နှစ်ဖက်အထိကန်ကြဆုံမှုကိုမသိရသေးဘူးလို့၎င်းကဆိုပါတယ် တိုက်ပွဲမှာဆက်လက်ပြင်းထန်နေပြီးစစ်ပွဲဧရိယာထဲမှာပါဝင်နေသည့်ချောင်းဝမင်းခုံတိုင်းတိုင်းချောင်းမြင်းမြင့်ကျေးရွာတို့မှာစစ်တပ်ကဒုံအပါဝင်မြေပြင်နဲ့ရေပြင်ကပါလက်နက်ကြီးများဖြင့်ပစ်ခတ်နေ၍ကျေးရွာများရှိနေအချို့ပြုတ်ပြတ်မှုရှိနေတယ်လို့၎င်းကဆိုပါတယ်။နေပြည်လက်နက်ကြီးနဲ့ပစ်တဲ့ဂျန်နက်ဒုံကနေပုံကျတဲ့လက်နက်ကြီးအစုံပစ်နေတာနေရောညပါပစ်နေတာခြွာရီတဲ့ကြပြီးနေအိမ်ပြတ်စစ်မှုတွေရှိနေတယ်လို့၎င်းကဆိုပါတယ်။ အလာသူစက်ကောင်စီကတဘာဝတံငွေနဲ့ရေနံတင်မှုရာမဒေကျွန်းအနီးမြစ်ထဲမှာရေတဲ့တင်မောများအပြည့်ချထားပြီး၎င်းနေပြည်များအပါအဝင် အုံကျွင်ရေတက်ကပန်းလက်နက်ကြီးများဖြင့်ပစ်ကတ်ခြင်းဒုံးများဖြင့်ပုံချမှုကြောင့်မယန်ဆိုင်ကျွန်းမြို့ချောင်းကျွန်းနှင့်အနီးနားရှိကျေးရွာများမှာလည်းလက်နက်ကြီးဒုံးပုံချရမည်ကိုစိုးရိမ်မှုကြောင့်ဘေးလွရာသို့တင်ဆောင်နေရတယ်လို့သိရပါတယ်ရှင်ဆလပင် အာရခတက်တော်အင်ဂျင်နဲ့ပူပေါင်းမဟာမိတ်တပ်တွေရဲ့ခြေမုံတိုက်ခတ်မှုကြောင့်ကုတ်ကြီးရွာစခန်းကိုပြန်လည်ရယူဖို့ထိုးစစ်ဆင်နေသည့်အကြမ်းမတ်ဆဲအိုဆူအချင်းချင်းတက်လန်ကြဆွဲတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အာရခတက်တော်အင်ဂျင်နဲ့ပူပေါင်းမဟာမိတ်တပ်တွေ ဝိုင်းရံပိတ်ဆို့ထားသည့်ရခိုင်နယ်မကွေးအစံမကွေးတိုင်းငဖဲမြို့နယ်အပိုင်းအမ်ဘရန်လဟန်းပေါ်ရှိအချမ်းမစစ်ကော်မရှင်တပ်၏နေရီကံပြူဟာကုန်းသို့စစ်ကိုရရှိနိုင်ရင်စီးအေးအရာအရေးပါတဲ့ကုတ်ကြီးရွာစခန်းကိုပြန်လည်ထိန်းချုပ်နိုင်ရန်စစ်ကော်မရှင်ဘက်ကလေကြောင်းဒုံတိုက်ခတ်မှုတွေအဆက်မပြတ်ပြုလုပ်ပြီးမြေပြင်ကနေထိုးစစ်စနေပြီးမြအချင်းချင်းတက်လန်းကြပြီးအကြဆုံးများနေကြောင်းသိရပါတယ်။ကိုကြီးရွာစခန်းကလမ်းဆောင်လမ်းကွာပြောလို့လဲကြတယ်။လမ်းမကြီးအတိုင်းရောတန်ငွေပိုင်လိုင်းအတိုင်းရော မြေလက်ရွာဘက်ကတက်လာတဲ့လမ်းကြောင်းနဲ့ဆင်းနေတာကိုပြီးရင်လမ်းဟောင်းဘက်ကလာရင်လည်း ရွာထိပ်ကလမ်းဆောင်ဘက်ကိုလာလို့ကြတယ်။အဲ့ဒီနေရာကိုရောက်ရင်နေရီကပြူအကုန်ဘက်ကိုခြေသက်ဖို့လမ်းကြောင်းပုံလွယ်ကူသွားတာပုံ။အဲ့ဒါကြောင့်ကိုကြီးရွာအပါဝင်အနီးဝန်းကျင်ကိုလေရင်နေရောတုံးနဲ့ပါနေစဉ်ပုံကျတိုက်ခတ်ပြီးမှမြေပြင်ကနေခြေသက်လာနေတာ။ဒီဘက်ကလည်းလုံဝအသက်မခံဘူး။အထက်ထက်ဖြတ်တောက်ထားတယ်။တက်လာတဲ့ဆက်ကြောင်းအကုန်လမ်းကြတယ်။နိုဝင်မလတုန်းကပထမဦးစားပေးလမ်းဟောင်းဘက်ကတက်လာတယ်။ဗစီရွာအနီးဝန်းကျင်မှာပင်အေအေနဲ့ပူပေါင်းတပ်တွေရဲ့ခြေဖြတ်တိုက်ခိုက်တာကိုခံရပြီးစစ်ကြောင်းလိုက်ပြုတ်တယ်။ ခုကကုတ်ကြီးရွာဘက်ကိုထိုးနေတာအထည်နာရင်ဆုတ်သွားတဲ့အင်အားပြန်စုပြီးပြန်ထိုးတယ်လို့စီရင်သတင်းရှင်မြစ်ကပြောပါတယ်။နောက်ထပ်တော်လည်းရင်အင်အားစုတွေနဲ့နိစက်လူတအုပ်ကလည်းစိုးအိုစုကတငွေပိုင်လက်အဆောက်အုံတွေမှာလက်နက်ကြီးအထိုင်ချတဲ့ဒုံးတွေလွတ်တင်နေဆက်စင်နဲ့ဝဆာကျင်းရွာတွေမှာထိုင်စခန်းချပြီးဒဏ်ရာရတဲ့ကောင်တွေကိုစေကူတာပေးတယ်။ပြင်းထန်ဒဏ်ရာရတဲ့ကောင်တွေဆိုရင်မဆာက905ဘက်ကိုပြင်သစ်သွားတာရှိတယ်လို့၎င်းကဆိုပါတယ်။ ။လက်နက်ရိတ်ခါစေဝါပြက်လာနေတဲ့နက်ရိတ်ကံပြူအားကုန်းကစစ်ကောင်မရှင်တပ်ဖွဲ့ဝင်များထွက်ပြေးမှုတွေစတန့်ရှိနေတယ်လို့အာရခတပ်တော်အေအေနဲ့တော်လိုင်းရဲတပ်တွေထံအလင်းဝင်ရောက်မှုတွေလည်းရှိနေပါတယ်။တက်ချက်မျိုးမင်းထွန်းတီလည်းပီကတိနိုဝင်မလာစီယန်နေမှာနက်ရိတ်ကံပြူအားကုန်းမှထွက်ပြေးလာပြီးအာရခတပ်တော်အေအေထံမှအလင်းဝင်ရောက်ခဲ့ပါတယ်။နိုင်ငံကံပြူဟာကောမှာမြေရောက်နိုင်ငံကူများတိစောက်ထားကလှိုင်းကူတဲ့အင်အားရာနဲ့ရှိရှိနေကတရားရတဲ့တပ်ဖွဲ့ဝင်များကဘာလုံးထဲမှာစစ်ကူတာမှုလို့စောင့်နေကြောင်းသိရပါတယ် အာရခတတော်၏နယ်ပူပေါင်းတော်လည်းရေးတပ်တွေထံဝင်းရပိတ်ဆို့ထားတဲ့စစ်ကောင်မစင်ရင်တိုင်ရင်တပ်ဖွဲ့တွေသည်စံပြည်နယ်တောင်ပိုင်းမိုင်းမမျိုးချင်းဆိုင်စကားကဆက်ကွန်ကုတ်ကဲမှုအောင်မှရှိတဲ့တိုင်ရင်တပ်ဖွဲ့ဝင်များဖြစ်ကြောင်းအာရခတတော်၏ရဲ့နိုဝင်ဘာလ17ရက်နေ့ညထုတ်ပြန်ချက်အရသိရပါတယ်ရှင်။ဆက်လက်ပြီးဒီမဆိုးမျိုးနဲ့ခမာယာလေးနှစ်ခွန်တရင်မှစစ်မှုထမ်းတတတဲ့တအူဂျုံကတလက်နဲ့ခရယံများယူဆောင်လာပြီးအလေးဝင်စွာတရင်ကိုတင်ဆက်ပေးမှဖြစ်ပါတယ်။ ကရင်နေပြည်ဒီမော်ဆိုမြို့နယ်ခမရ၄နှစ်ခွန်တရင်မှစစ်မှုထမ်းတပ်သားတပ်တအုံဒုံကန်တလန်နဲ့ခရယံများယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့နေပြည်တော်မှတိုင်းတာဝန်ခံကော်နာချိုကပြောဆိုပါတယ်။နိုဝင်ဘာလ9ရက်နေ့မှာဒီမော်ဆိုမြို့နယ်ခမရ၄နှစ်ခွန်တရင်မှစစ်မှုထမ်းအပစင်လေးမှစစ်မှုထမ်းတပ်သားတင်စုတက်ကြော်သည်ဒုံကန်တလန်နဲ့ခရယံများယူဆောင်လာပြီးနေပြည်တော်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖထံသို့အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ ထို့သောအလင်းဝင်ရောက်လာသည့်စစ်မှုထမ်းတပ်သားသည်စုထက်ကြောသည့်ဒုံကန်တက်လက်60မမပုံဒီနှလုံး MA11 ကြီးပေါင်း2ပေါင်းဖိုက်ပွဲဖက်စစ်ကြီး90တောင်းဆက်တွယ်ရေးစကားပြောဆက်နှလုံးတို့ယူဆောင်လာကြောင်း၎င်းကိုလက်ရှိအချိန်မှာစစ်ဆေးမင်းမြတ်မှုများဆက်လက်လုပ်ဆောင်နေကြောင်းသိရပါသည်။ အလင်းဝင်ရောက်လာတာသူကမကွေတိုင်းတွေကပါမြို့ပေါ်ကိုဖုံးတက်ဝဲပြီးအပြန်မှာကားပေါ်ဆွဲတင်သွားပြီးစစ်မှုထမ်းအဖြစ်စူးစမ်းခံရခြင်းဖြစ်ပါတဲ့မကွေတိုင်းစူးစမ်းရေးဌာနကိုခေါ်ဆောင်သွားခြင်းခံခဲ့ရပါတယ်အလင်းဝင်ရောက်လာတဲ့သူကတော့စစ်မှုထမ်းအပစင်လေးကပါတောင်းတွင်ကြီးလေးကြီးရင်ခွန်ကပါသူ့ကိုကွန်ပျူစုငွေချင်းမြို့ကတော့ကာကွယ်ရေးဝန်ကြီးဌာနကိုဆက်လက်တင်ပြပြီးကွန်ပျူငွေချင်းမြို့ဆောင်ရွက်သွားပါမယ်လို့ပြည်သူ့ကာကွယ်ရေးအဖွဲ့နေပြည်တော်မှတိုင်းတာဝန်ခံကိုနာချိုကပြောဆိုပါတယ် စစ်တပ်လက်အောက်မှဆက်လက်အမှုထမ်းနေသည့်တပ်သားများအနေဖြင့်အာဏာရှင်အချို့၏အကြွအတွက်ဆောင်ရွက်နေခြင်းကိုအမြန်ဆုံးဆွန့်လွှတ်၍ပြည်သူနှင့်ပူးပေါင်းကြရန်တိုက်တွန်းလိုကြောင်းလက်ရှိအချိန်မှာနေပြည်တော်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံသို့ဗတ်ပြောင်းခေါ်လွန်လာသည့်တပ်သားစုစုပေါင်း၉ဦးအထိရှိလာပြီဖြစ်ကြောင်းသိရပါသည်ရှင်